မိမတဲ့ရောက်ကဖောက်ပြန်တဲ့ကိစ္စဖြစ်နေနော်မာယွန်းတာဖောက်ပြန်တဲ့ကိစ္စဖြစ်နေတော့ဖောက်ပြန်တဲ့တန်လမ်းမှာမိခဲ့တာမိခဲ့တဲ့ခါမှဒီကျမ်းသက်တဲ့ပါရုရှယ်ဂျူးတွေပေါ့နော်ဂျူးတွေကပါရုရှယ်ပါရုရှယ်ကကျမ်းသက်တော့စာချဆရာတွေပေါ့နော်ဒီပါရာယီနဲ့ဆိုင်တဲ့လူတွေကလို့ခေါ်လာပြီးတော့ဒီ မိမဟာမာယွန်းနေတယ်ဖောက်ပြန်နေတော့ငါတို့မိတဲ့အတွက်ခေါ်လာတယ်ဒါကိုဘလို့ငါတို့စဉ်းညံမလဲကျမ်းစာအဟောင်းတော့နှုတ်ကပတ်တော်ထဲမှာပြောပြောထားတယ်ဒီဓမ္မဟောင်းထဲမှာတော့ဘလို့ပြောထားလဲဆိုရင်မောရှိကိုယ်တိုင်ပညာထဲမှာပြောထားလဲဆိုရင်ဒီကိုဂဲနဲ့ပေါ့ဒါမင်းရတော့လူတွေကိုခွန့်လို့ပို့အပြစ်လွတ်ဖို့ပြောတယ်မင်းကိုယ်တိုင်လည်းမင်းရဲ့အပြစ်ကို ူတွေကိုမင်းရဲ့အဖြစ်ကိုလွတ်ပြီးလို့ပြောတဲ့အတွက်ဒီကိစ္စအရင်မှာဘလို့စဉ်းရမလဲဆိုပြီးတော့ဒါဆန်းသက်တဲ့ဟိုဆွဲချတဲ့ပြီးတော့သူကအရှက်ကွဲအောင်လုပ်တဲ့မိကုန်းတော့ဖြစ်တယ်။ဒါပေမဲ့ယေရှုခရစ်တော်ကတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဉာဏ်ပညာရောက်လို့သူကပြောလိုက်။မင်းတို့အဲမှာကိုကိုပြန်ဆန်းစစ်လိုက်အပြစ်တစ်ခါမှမလုပ်ဘူးလို့ထင်နေလို့ဆိုရင်စရတော့ဂဲနဲ့ပေါက်လို့ပြော ဲ့လိုပြောလိုက်တဲ့ခါမှာအသက်အကြီးဆုံးကနေအငယ်ဆုံးထိအရှိုးချိုထပ်သွားကြတယ်အသက်ကြီးဆုံးကဘာလို့အရင်ထွက်လာလဲဆိုတော့အသက်ကြီးလာတဲ့အမြကျွန်တော်အပြစ်တရားများတယ်ဒါကတော့ logic ကြတယ်ဗျာကျွန်တော်ဖြတ်တန်းသွားလာလို့ရှာတဲ့ခါမှာကျွန်တော်ပြစ်မှားခြင်းတွေအများများတယ်အဲရုပ်မာလိုက်တာတွေစိတ်ပုတ်လိုက်တာတွေစိတ်ယုတ်လိုက်တာတွေလိန်ပျော်လိုက်ရတာတွေဒီမှာအများကြီးရှိတဲ့ခါမှာသူကအဆထွက်သွားတယ်တောက်လျှောက်တော့နောက်ဆုံးအငြင်းထွက်လာတယ်နောက်ကြည့်လိုက်တော့ ေရွှေအခုကိုရေးနေရပါတော့ကြီးလိုက်တော့အာလုံးရှင်းသွားတယ်အမင်းကလေးပဲအပြစ်အဲ့ကိုပြင်းမာတဲ့မင်းကလေးပဲကြံနေတယ်ဒါပေမဲ့အဲ့မှာယေရှုခရစ်တော်ပြောတဲ့စကားဘာပြောဆိုလဲငြိမ်းချမ်းသာသွားလိုက်တော့ဒါပေမဲ့နောက်ခါတော့အဲ့လိုမျိုးနေမယ်ဆက်ပြီးတော့မလုံနဲ့နာကမင်းကိုမစီဘူးလို့ပြောတယ်အဲ့လိုယေရှုခရစ်တော်ကဘာပြောလဲဆိုတော့ သူ့လူတွေကိုသူ့သူ့ရဲ့နောက်လိုက်ပေါ့နော်ယေရှုခရစ်တော်ရဲ့နောက်လိုက်တွေကိုယေရှုခရစ်တော်သင်ပေးတယ်သင်ပေးတာဘာသင်လဲဆိုတော့သူတို့ကတော့ဇာတိတဘောပေါ့နော်အလူတွေကိုပြောလိုက်ပါဆင်းလိုက်ပါကိုယ်တတ်နိုင်တာပဲဆိုရင်ယေရှုခရစ်တော်ကငါဒီလောကကိုလာတာကလူတွေကိုဆင်းဖို့လာတာမဟုတ်ဘူးလူတွေကိုကယ်တင်ဖို့လာတာပြောချင်တာယေရှုခရစ်တော်ကဆင်းရဲပိုင်ခွင့်ရှိတဲ့သူ အပြစ်နဲ့ကင်းတယ်ဒါမဲ့ तू ကပဲမစီရင်ပဲနဲ့ကဲတင်ဖို့ခွင့်လွတ်ဖို့အတွက်ယေရှုကလာအဲ तू ကလာကဲတင်ဖို့ခွင့်လွတ်ဖို့လာတဲ့အစွဲ तू train ထားတဲ့လူတွေ तू ရွေးကောက်ထားတဲ့လူ तू ကဘာသင်ပေးလဲဆိုလူတွေကိုခွင့်လွတ်တတ်ဖို့အပြစ်လွတ်တတ်ဖို့လူတွေကိုအပြစ်မမြင်တတ်ဖို့ကိုသင်ပေးထားတာပဲဒါပေမဲ့ ဘလောက်ဒီခွင့်လွှတ်ရမလဲလို့ယေရှုကမေးတဲ့ခါမှာနော်ပါပဲယေရှုကပါလာ89နှစ်အဲ့လောက်ကြီးကိုခွင့်လွှတ်ပါဒါဆိုမဖြစ်နိုင်တဲ့ပမာဏကိုပြောချပေးလိုက်တယ်ဘာကြောင့်မဖြစ်နိုင်တဲ့ပမာဏကိုပြောချလိုက်ဆိုဆိုရင်မင်းတို့အတော့ရှောက်ခွင့်လွှတ်ရမယ်ဆိုတဲ့တဘောတရားအဲ့လိုတွန့်တင်ပေးတာဒါကြောင့်ဘုရားကဘာလို့ဆိုရင် ဒီလောကမှာလေမင်းတို့ကသူတစ်ပါးကိုချီးမြှောက်တယ်သူတစ်ပါးကိုမခွင့်လို့ဘူးဆိုရင်ငါလည်းမင်းကိုမခွင့်လို့ဘူးဟောမင်းတို့ကသူတစ်ပါးကိုစီရင်တယ်ဆိုရင်ငါလည်းစီရင်မယ်ပြောချင်တာကကျွန်တော်တို့ကသူတစ်ပါးကိုအပြစ်တင်ခြင်းစီရင်ခြင်းကဲ့ခြင်းရှုံချခြင်းသူတစ်ပါးကိုဝေဖန်ခြင်းကိုကျွန်တော်တို့ကလက်လွတ်စပယ်အကြောင်းမရှိအကြောင်းချာသွားလို့လို့မရဘူးဒီရလောက်ပန်ခွင့်ကဘုရားကြီးရှိတဲ့သူလုံး ော့ကျွန်တော်တို့ကနားလည်ဖို့လိုတယ်တကယ်ကျွန်တော်တို့ရဲ့တဘာတဘောတဘာဝါကသူတဘာအရန်ပါလဲအပြစ်တင်လွယ်တယ်စီရင်ချက်ချလွယ်တယ်ကောက်ချက်ချလွယ်တယ်ကဲ့ရဲ့လွယ်တယ်ဝေဖန်လွယ်တယ်ရှုံချလွယ်တယ်ဘာကြောင့်ကျွန်တော်တို့ကလူစားသည့်တဘောတရားမပြည့်စုံတဲ့တဘောတရားမှာပါတယ်လို့ဖြစ်တယ်ဆိုရင်အားလုံးဒီကုပြားကြီးကို The night was young he packed his bags go oh, Let the note right. on top of the table illustrating his faults It seemed like every time that he took a right it was wrong It's hard to